အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစက်တင်ထဏမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ကုတင်ဆက်ပေးမယ့်ရုပ်တံမျိုးလိုဖိုင်းကြတော့ဒေါ်လာရေးကသမီးဆိုတဲ့အီသင်ကိုပွဲလောက်ပြည်သူတွေကစိတ်မဝင်စားကြတော့ဘူးဆိုလာတဲ့ထုံးမြတ်သူပြောလာတဲ့ရုပ်တံဖိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာထုံးမြတ်သူကအဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တင်ထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်လေးစိတ်မှာအဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မီဒီယာတွေမှာရောလိုင်းပေါ်မှာရောတော်တော်လေးကိုပွဲစုနေကြတာတွေ့ရတယ်။အကျွန်တော်ဘာတွေ့မိလဲဆိုတော့ဒီအမျိုးသမီးတစ်ယောက်စကားများရင်ဖြစ်တာကိုဒီလောက်တောင်မှစိတ်ဝင်စားကြလားဘာတွေများအကျိုးရှိလို့လဲဆိုပြီးတွေးမိတာပေါ့နော်။အဲတွေးမိရာကနေပြီးတော့မှတနာမိတာလေယူဒေါ်လာရေးတို့နေယူနေဦးဒေါ်လာရေးတို့လောက်တဲ့ကောင်းနေအကျန်းဖတ်တီနဲ့ PDF တီကိုပြည်သူလူထုကဒီအမျိုးသမီးနှစ်ယောက်ရန်ဖြစ်တာလောက်တောင်မှပဲစိတ်ဝင်စားခြင်းမရှိတော့ဘူးဆိုတာတွေ့ရှိရတဲ့ခါမှာသူတို့တက်ကို စိတ်မကောင်းဖြစ်မိတယ်။အော်ပြည်သူလူထုကဒီအမျိုးသမီးနဲ့ရောရံဖြစ်တာလောက်တော့မှပဲမင်းတို့ရဲ့တော်လန်ရေးကိုစိတ်ဝင်စားခြင်းမရှိတော့ဘူးလို့။အာဟိုဘက်ကနော်ဆရာဇော်ဝေဆိုးလို့နော်ဥယျာဉ်မွန်တို့ကတော့ဒီဒီရွေးကောက်ပွဲကြီးကိုဘလို့ဖြစ်စည်းမယ်ဘလို့လုံးမယ်ဘလို့ကိုင်းမယ်ဆိုပြီးတော့ oh away ပေါ့မိုင်းခေါနထောင်လောက်ကနေပြီးတော့မှကြွေးကြော်ပြီးတော့ဘယ်နာမည်မသိတဲ့ချုံပုတ်လေးနောက်ွယ်မှာဗီဒီယိုလေးရိုက်ပြီးတင်မျိုးစုံလုံးနေပြင်မဲ့လဲသူတို့ဆရာတင်ထားတဲ့ KIA တို့သူတို့ဆရာတင်ထားတဲ့ TNL တို့တောင်မှပဲအချမ်းကစစ်တပ်နဲ့ဆွေးနွေးရင်ကောင်းမလားအချမ်းကလက်နက်ချရင်ကောင်းမလား Facebook ပေါ်မှာ အဲအားတင်းပြီးတော့ပြန်တင်တဲ့သူကလည်းတင်ကိုကိုကို motivation ပေးသူကလည်းပေးဆိုတော့ဆရာကြီးအစ်စင်တောင်ညှိသွားပြီဝါလည်းတော့တက်မတော်လိုက်တဲ့ကိုစလေရီရဲ့စကားကိုနားထောင်ပြီးလိမ်မာသွားပြီဆိုတော့အော်လို့မင်းတို့ရဲ့ဒေါ်လာကြီးကပြီးဆုံးသွားပြီလို့ပြီးလို့ပြီးမှန်းလည်းတချို့ကမသိသေးဘူးအဲ့တော့ line ပေါ်မှာ share လို့ပြောလို့ကောင်းနေတော့အဲဒါမှလည်းပေါ့နော်နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေါ့နော်ပြီးကန်ဒီလေးမှာရတဲ့ရထိုက်တာလေးຢ່າတော့အောင်ဆိုတဲ့လူတွေကလည်းရှိရင်ရှိမှာပါဗျာအေးတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုပြီးတော့အလူခံနေတဲ့သူလည်းရှိလေရဲ့ဘလို့ပဲဖြစ်ဖြစ်မကြခင်မှာကရွေးကောက်ပွဲဖြစ်လာမယ်အစိုးရတက်လာမယ်ကြိုက်ကြိုက်မကြိုက်ကြိုက် ဒါဟာဖြစ်ကိုဖြစ်လာမယ့်အရာတက်ကိုတက်လာမယ့်အဆိုးရဒါကြောင့်မလို့ဩဒီလိုင်းပေါ်မှာဖြစ်တဲ့ဒီပေါ်ပင်လေးတွေကိုကြည့်ပြီးတော့မှတံဝေခရမိတာရှိရပြီသူလူလူဟာမင်းတို့ကိုနော်ခွေးနှစ်ကောင်ကြိုက်တာတော့မှာပဲပို့ပြီးတော့စိတ်ဝင်စားကြသေးတယ်လို့ပြောကြရင်လည်းညီကောင်းချော်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မနိုင်ငံကိုဗြိတိရှားတွေကနှစ်ပေါင်း100လောက်ကိုသိမ်းပိုက်ခဲ့တယ်ဂျပန်ငါးနှစ်ပေါ့အဲ့တော့ကျွန်တော်ဗြိတိရှားတွေဆီကနေဘာငွေရလိုက်တယ်ဗြိတိရှားဆိုအားလုံးသိရတဲ့အတိုင်းပဲအင်္ဂလိပ်တွေကဒါအမေရိကန်ကိုလည်းဒါသူတို့ပဲစတင်တိစောက်ခဲ့တာနောက်ပြီးတော့ အဲ့ဒါအင်္ဂလိပ်စီကနေပြီးတော့အမေရိကန်လွတ်လွတ်ရေးရတာပေါ့နော်ဒါပေမဲ့အင်္ဂလိပ်ရဲ့ system တွေအင်္ဂလိပ်ရဲ့စာပေတွေအင်္ဂလိပ်ရဲ့လမ်းစဉ်တွေတိုင်းပဲသွားပြီးတော့သူဟာကြီးထွားလာခဲ့တာပေါ့နော်ပြီးတော့ကနေဒါတို့ဩစတြေးလျတို့ဆိုရင်ခုချင်းထီဖို့တို့ကဒီဗြိတိရှ်ဘုရင်ရာတို့ဘုရင်ပဲဝင်းကြီးရှိခွားတိုင်းနေတို့ကတို့တင်မြောက်တာပေါ့နော်အဲ့တော့အင်္ဂလိပ်ကကဘာကိုလွှမ်းခြုံတဲ့ empire ကိုတည်ဆောက်နိုင်ခဲ့တယ်အကြောင်းမြန်မာနိုင်ငံကအင်္ဂလိပ်စီကဘာမွေရလိုက်လဲဆိုရင်စိုးမွေတွေကျွန်တော်ရင်ပြောမယ်နံပါတ်1ဘိန်းဘိန်းကိုအင်္ဂလိပ်ထဲမှာတရားဝင်ရောင်းဝယ်ဖောက်ကောက်ဝင်ပေးခဲ့တယ်စိုက်ပျိုးဝင်ပေးခဲ့တယ်အဲ့တော့တရုတ်ပြည်နေတောင်မှပဲသူက basic ကိုသူက၄ကလောက်ကိုသူကဖြစ်ခဲ့တာဟုတ် ာ OPN ဝါဆိုတာနာမည်ကြီးပါတယ်ကမ္ဘာသမိုင်းမှာအဲ့တော့တရုတ်ပြည်ကိုဘိန်းရောင်းရောင်းချရရေးပေါ့အဲ့တော့မြန်မာနိုင်ငံမှာကဘိန်းစားတွေနောက်ပြီးတော့ဘိန်းကန်းတွေဟာအမြင့်တွေခဲ့တာပေါ့နော်လွတ်လပ်ရပြီးတဲ့ခါမှာဒါတွေမရှိတော့ဘူးဆိုပေမဲ့ရှမ်းပြည်ဘက်မှာကတော့အမြင့်တွေနေခဲ့တာပေါ့နော်အခုချိန်ရှိပဲပြီးတော့တန်ဒီလက်နက်ကင်ကြေတနာဒုတိယကမ္ဘာစစ်ပြီးကလေးကနေမြန်မာနိုင်ငံလက်နက်ကင်ကြေတနာအခုချိန်ထိပေါ့တော့မတက်သေးဘူးအပူဆိုးလာတာပဲရှိရပူကောင်းတော့တာမရှိဘူး ဒီလက်နက်ကင်လေးနဲ့ဘိန်းနေရလဲဒင်မယားတွေလိုမျိုးပဲလက်နက်ကင်လက်နက်နဲ့ဘိန်းဘိန်းနဲ့လက်နက်ဆိုတော့သူကဒီဘိန်းကိုရောင်းနေရောင်းပြီးလက်နက်ဝယ်တယ်ပေါ့အခုဆိုလို့ရှိရင်ကိုပိုင်ကိုပိုင်တချို့တော့ကချော့ကချော့တပုံကနေအစားပြီးတော့ပေါ့နော်တော်တော်ကြီးကြီးမားတပုံအထိကိုကိုပိုင်လက်နက်တွေထုတ်လုတ်တက်ဆင်နိုင်တာတွေ့ရတယ်ဘိန်းကရရှိရငွေနဲ့အခြေခံပြီးလုတ်ခဲ့တဲ့တပုံများပါတယ်ကိုကန့်ဖုံချရှင်တို့ UWSA တို့ဆိုတာကဒါဘိန်းတပုံနေမှန်းဒါ American CIA ရတဲ့တည်တယ်တကဘာလုံးတည်တယ်အဲ့တော့ဒီလိုမျိုးမြန်မာနိုင်ငံကဘိန်းနဲ့ပတ်သက်တဲ့ အမွေခံစိုးတွေရောလက်နက်ကင်နဲ့ပတ်သက်ပြီးတော့အမွေခံစိုးတွေရောတိုင်းတိုင်းသားစီးလုံညီညွတ်ရေးပြဿနာပေါ့နော်နောက်တစ်ခုကဗြိတိရှားလက်ထက်မှာ empire ရဲ့ဖြစ်တဲ့တချို့မှလို့ဒီပါကစ္စတန်အိန္ဒိယနဲ့လူတွေကတကားမရှိတာမရှိဝင်လာခဲ့တာပေါ့အဲ့တိုင်းသားတိုင်းသားတွေနဲ့ပေါ့ဟိုလူရေ percentage မှာအချိုးမကျတဲ့ပြဿနာပေါ့ပြောချင်တာကဒီပြင်ပနေထိုင်သူတွေအများများလာတာပေါ့ရန်ကုန်မြို့ဆိုလို့ရှိရင်ရန်ကုန်90%ခန့်တော့နေပါကအာအိန္ဒိယဝင်လာတဲ့ အခြေချနေဆိုင်တဲ့သူတွေလို့သိရှိရတယ်။ခုနောက်ပိုင်းမှာဒါမာဆာလာခေတို့ဒါအင်းဆောင်ဆွေခေတို့မှာမြောက်ဥကလာတို့တောင်ဥကလာတို့တာဂီတာတို့တို့ချက်လိုက်မှဒါမြန်မာလူနေမှုတွေများလာတာပေါ့နော်။အရင်တော့ဆိုလို့ရှိရင်ဒီမြို့လက်ကောင်ကဒါတရုတ်နဲ့အိန္ဒိယနဲ့အိန္ဒိယနဲ့ဝင်လာတဲ့အာလူတွေများတာပေါ့နော်။အခုချိန်အခုချိန်ဒီလေဒါမြို့မြို့လက်ကောင်မှာဆိုရင်ဒါအိန္ဒိယနဲ့တရုတ်နယ်ပွားတွေအများဆုံးနေထိုင်တာပါ။ တော့အင်္ဂလိပ်ရဲ့အမွေအရကျတော့လူဝင်မှုပေါ့နော်နောက်ပြီးတော့ဝိဒါမောင်းတော့ဒေတာမှာဆိုလို့ရှိရင်လေခုချင်းတီကိုရှင်းလို့မပေးသေးတာဆိုတော့အင်္ဂလိပ်ခေတ်ကအမွေပေါ့ဒါဆိုလို့ရှိရင်ကောင်းမွေတွေရောဘိုင်ဂျန်လေကောင်းမွေတွေကတော့ဗြိတိရှားကလမ်းတွေတရားတွေကိုတီချာဆောက်တယ်အောက်မြောက်ပြိုတင်းပြီးတယ်ပထမဆုံးဆောက်တာပြီးကိုပြီးကိုရထားလမ်းဖောက်တာပေါ့နော်အရှိတောင်အရှာမှာအစောဆုံးမရထားလမ်းဖောက်တာအင်္ဂလိပ်ကရထားလမ်းဖောက်တယ်တံတားဆောက်တယ်ရေကန်တူးတယ်ဆဲဆောက်တယ်ဒါအင်္ဂလိပ်ကစခဲ့တာပေါ့နော်တကယ်ကြောက်လို့ရှိရင်မြန်မာရှင်ဘီခေတ်မှာရထားလမ်းလည်းမရှိဘူးကားလမ်းလည်းမရှိဘူးဒါဖြစ်တဲ့အင်ပါယာကြီးသူကဖြစ်တဲ့အတွက်ကြောင့်မလို့ကုန်သွယ်ရေးတွေအဆင်ပြေအောင်အုပ်ချုပ်ရေးတွေအဆင်ပြေအောင်တော့အင်္ဂလိပ်ကတော့မြကြီးနားနေပြီးတော့ဒီ ဘယ်လိုပြောရမလဲဒီရှမ်းပြည်ကဂုတ်ထိပ်တရားရဲ့အထိကိုခက်ခဲတဲ့ဆိုတာလေသူကလမ်းနေဖောက်တာပေါ့အဓိကတရုတ်နဲ့အိန္ဒိယရှာကုန်းသွယ်ရေးဟိုဖွင့်လမ်းဖွင့်တာပေါ့နော်အဲ့တော့အင်္ဂလိပ်ကကမ္ဘာကုန်းသွယ်ရေးကိုချုပ်ကန်ထားဖြစ်တယ်သူက SUS တူးမြောင်းလိုမျိုးတူးမြောင်းတွေကိုသူတူးတယ်ဒီမြန်မာနိုင်ငံဆန်တွေကိုပို့တယ်ပေါ့နော်အဲ့တော့ဗြိတိရှကအင်မတန်မှကမ္ဘာပေါ်မှာစနစ်ကောင်းတယ်လိုမျိုးဖြစ်တယ်။ဒါကြောင့်မို့လဲသူကကမ္ဘာပေါ်မှာကမ္ဘာတမိုင်းမှာအကျယ်ပြန့်ဆုံးနေတောင်မှသူ့ empire ကြီးမှာနေမဝင်ဘူးတဲ့။ဘာကြောင့်လဲဆိုရင်သူကတနေရာမဟုတ်တနေရာနေရာထွက်နေမှာပဲ။ကမ္ဘာတစ်ပတ်လုံးတိမ်းထားရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တော့ဒီ ဗီဒီယိုရီယာဘယင်မာရဲ့လက်ထက်ကနေပြီးတော့မှနောက်ဆုံးဒီ George ဘယင်ရဲ့လက်ထက်ထိကိုမြန်မာနိုင်ငံအောင်သူကတိမ်ပိုက်ခဲ့တဲ့နိုင်ငံပေါ့အဲ့တော့အင်္ဂလိပ်တထက်ကနေပြီးတော့နောက်တစ်ခုလက်ကနေတဝက်လူရဲဆိုတဲ့အတိုင်းပဲပေါ့နော်ဂျပန်ကနေဝင်သိမ်းနေအဲ့တော့ဂျပန်ကငါးနှစ်ပဲမြန်မာနိုင်ငံအောင်တိမ်ပိုက်ခဲ့တယ်ကြောင့်မလို့ဂျပန်အမွေပါရလိုက်လေဂျပန်အမွေလည်းကြီးကြီးမာရတာရှိတယ်ဒါကြတော့ BIA ဆိုတာအင်္ဂလိပ် train မဟုတ်ဘူးလေကျွန်တော်တို့ဂျပန် train ပဲစစ်ပညာကအဲဘိုးချုပ်အောင်ဆန်းတို့တင်စစ်ပညာအင်္ဂလိပ်စာသင်ခဲ့တာမဟုတ်ဘူးတကယ်ကြ KIA တို့ဒီတိုင်းသားလက်နက်ကိုင်တော်များများရဲ့ကောင်းဆောင်တွေနဲ့သူတို့ရဲ့တပ်သားတွေတော်များက အပိတိရှာစီကနေပြီးတော့စစ်တန်တန်းဆင်းနိုင်သူများတယ်အဲတကယ်တော့မြမစစ်ကောင်းဆောင်တွေအဲတကယ်ကိုဖောင်ဒါတွေကဘုကျောင်းဆောင်တွေဘုကျုံနေဝင်တွေဘုလက်ရာတွေအကုန်လုံးပေါ့ရပ်ပေါ်တုံးချေဟာဂျပန် train ဖြစ်တယ်တကယ်တက်တက်ပြောမှဆိုရင်သူတို့ဒေါ်လာခဲ့တဲ့ passive passive train ဖြစ်တယ်အဲ့တော့မြမစစ်တက်ကြီးရဲ့ပထမအောင်ဆုံး uniform တွေပထမအောင်ဆုံးသောစစ်ပညာတွေနဲ့ ideology နောက်ဆုံးစစ်တချင်းတွေအားစဂျပန်အမွေဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့ပို့သူတာနဲ့သိထားဖို့ပါဒါကတော့ဂျပန်ကတော့မြမစစ်တက်ကြီးကိုမွေးဖွားပေးခဲ့တဲ့ဒါဘယ်လိုခေါ်မလဲ ဟိုဖခင်လို့ပြောလို့တော့ရရနော်။ဘာလို့ဆိုတော့မြန်မာတက်မရိုက်ဖခင်ကဘူချောင်းအောင်ဆန်ဘူချောင်းအောင်ဆန်ကိုမွေးခဲ့တာဘူမွေးဆူဇကီကနေပြီးတော့မှခေါ်သွားတာကာနေဆူဇကီပေါ့နော်နောက်တော့မှဒါဘူမိုးချိုးခေါ်တာပေါ့နော်အဲ့ဒါဂျပန်မှာသွားပြီးတော့ဟိုင်နန်နဲ့ထိုင်အောင်မှာပညာသင်ပေးခဲ့တာဂျပန်ကဂျပန်သင်ပေးပြီးဂျပန်အင်ပါယာကဘူချောင်းအောင်ဆန်ကိုဘူချောင်းဆန်ဆွဲသီးလေးလေးအနေဝန်းကြီးတစ်စိတ်ဆိုပြီးတော့ဒါချိမြင်တာပေါ့ဗြိတိရှားအင်ပါယာဒေါက်တာဘာမော်လို့ပါတော့အကုန်လုံးချိမြင်တာပေါ့အဲ့တော့ဒေါက်တာဘာမော်လို့ကမရှိတော့ဘူးဒေါက်တာဘာမော်လို့ရဲ့ပါတီတွေဗမာထွက်ရဲ့ခိုင်းတွေမရှိတော့ဘူးဖာစာပါလာမရှိတော့ဘူးဒါပေမဲ့မြန်မာစစ်တပ်ကြီးအခုချိန်ကြီးရှိနေသေးတယ်အဲ့မြန်မာစစ်တပ်ကြီးကဘာသူ့အမွေလဲဆိုရင်ဂျပန်အမွေပဲ ဂျပန်မွေးပဲနောက်တစ်ခုကအင်္ဂလိပ်ပြီးခဲ့တဲ့အမွေကခုနဘိန်းကြီးလက်နက်ကိုင်းကြီးအာဟိုလူဝင်မှုပြဿနာတွေအပြင်ကောင်းတာကဘာပြီးခဲ့လဲဆိုလို့ရှိရင်အင်္ဂလိပ်ကကျတော့လန်ဒတာတွေအစာအူတွေเนาะ နောက်ပြီးတော့စီဟိုစီတက်ကတူတွေစတယ်ပေါ့နော်ဒီခင်မီနီးပညာတွေအင်္ဂလိပ်ကအမွေပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်ဆိုးမွေတွေကပိုကောင်းဆိုးမွေတွေကပိုဆိုးဆိုးလာတယ်ဥပမာဆိုရင်လက်နဲ့ကင်တက်တနာပိုကောင်းမလားပိုပိုဆိုးလာတယ်ဘိန်းဆိုရင်ဘိန်းနေမဟုတ်တော့ဘူးအာယာမတို့တခြားမွေစည်းဝါးတွေရောတလွဲစပင်ကောင်မကောင်းတဲ့နေရာမှာတုတ်တက်လာတယ်ဟိုနေဆက်ကလက်နဲ့ကင်တွေပချော့ကချွတ်တဲ့ပုံကအစားတက်နဲ့ထုတ်နိုင်တယ်ကြီးစံထုတ်နိုင်တယ်ဒါပေမဲ့အတန်မိုးရှိတဲ့ကားတို့ဟိုဆိုင်ကယ်တို့မထုတ်နိုင်ဘူးစပင်တို့မထုတ်နိုင်ဘူးเนาะဟိုနောက်ဆုံးမျက်မှန်မျက်မှန်လောက်တော့မှမထုတ်နိုင်ဘူး ဒါပေမဲ့လူတက်လက်နဲ့တွေလူတွေကိုဒုက္ခပေးမှာလည်းကျတော့လက်နဲ့ကင်ကြီးအပြိုင်ဆိုင်ထုတ်နေကြတယ်ဒါတော်တော်လေးကိုတံခွေကရစီကောင်းပါလေပြီးပြောလို့ရှိရင်လူမျိုးကောင်းစားရေးတို့နိုင်ငံကောင်းစားရေးတို့လွတ်မြောက်ရေးတို့ဆိုတာပါဇက်ကမချအောင်အဲ့လက်နဲ့ကင်ကြီးကြည့်လို့ရှိရင်လည်းဖះเจ้าနေမှာတန်းစီနေသူတို့လောက်ဘာသာကတရားခိုင်းချင်တာမရှိဘူးဒါပေမဲ့ပြည်သူလူထုဒုက္ခပေးမှာဟာကြီးပဲလုပ်နေတာပေါ့တော့ရှောက်အဲ့တော့မြန်မာနိုင်ငံမှာဒီအင်္ဂလိပ်ကောင်းပေးပေးခဲ့တဲ့ကောင်းမွေတွေဖြစ်တဲ့လမ်းတွေပိုကောင်းလာလားပိုမကောင်းလာဘူးလမ်းတွေကဒီနေ့ဒီနေ့ဒီနှစ်လောက်လို့ရှိရင်နောက်နှစ်မိုးလောက်ဆိုပြက်တခြားလက်ဒီတိုင်းပဲဘာလို့ ဟို quality မှာခိုးဆောက်တယ် engine site engine တွေကနေစပြီးတော့ဟိုအပေါ်ကနေပြီးတော့ budget ချပြီးလူကြီးထီကိုဂါဝရကျေးဇူးလို့ပြောတဲ့အခရီးလိုက်စားမှုတွေရှိတယ်။ပညာရေးမှာဆိုလည်းပိုကောင်းလာလာဆိုရင်အင်္ဂလိပ်ခေတ်ကမြန်မာနိုင်ငံကကမ္ဘာအနှံ့ကတကယ်ကိုနိုင်ငံကောင်းဆောင်နေတာလားပညာသင်ခဲ့ရတယ်ပေါ့နော်။နိုင်ငံကောင်းဆောင်အလောင်းလျားနေတာမှာပဲ။ဒါဆိုအိန္ဒိယနိုင်ငံရဲ့တမနာတယောက်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ရန်ကုန်တက္ကသိုလ်မှာပညာသင်ခဲ့ရတာပေါ့နော်။အဲ့တော့ အဲ့လိုတင်ခဲ့ရတဲ့ရန်ကုန်တက္ကသိုလ်ဟာခုဆိုလို့ရှိရင်တကူဩတာကြဆင်းပြီးမြန်မာနိုင်ငံလူတွေကပတ်စံတွေအများကြီးပြီးပြီးတော့နိုင်ငံခြားမှာပြန်တော့တင်ရတယ်။ထားမှာတော့အိန္ဒိဟိုနိုင်ငံခြားမှာပြန်တော့တင်တယ်ဆိုတော့အိန္ဒိကလောက်အနေဆုံးထားပြီးတော့အင်္ဂလန်တို့အမေရိကန်တို့မှာအော့စဖရိုဟာဗက်စ်တူမှာတင်တယ်ဆိုရင်ထားတော့ခုကအိန္ဒိချင်းထိုင်းနိုင်ငံတို့ဘာလို့မှာဆိုတော့တင်နေရတယ်ဆိုတော့ဒါတော်တော်လေးကိုရင်ရင်နာစရာကောင်းတာပါဗျာ။ပြီးတော့မြန်မာနိုင်ငံဟာအရှိတောင်အရှောင်မှာပထမဦးဆုံးသောရထားလန်းတွေကားလန်းတွေလေယာဉ်တွေအာအာကစားကွင်းကြီးတွေရှိခဲ့တာပေါ့။ အဲ့လိုနိုင်ငံဖြစ်ကနေပြီးတော့မှရုပ်ရော်ကြဆင်းပြီးတော့ခုဆိုလို့ရှိရင်မြန်မာနိုင်ငံအဖက်ဖက်ကနေပြီးတော့အာဆီယံမှာအနိုင်ဆုံးနိုင်ငံတစ်ခုအဖြစ်ကိုရောက်ရှိလာတယ်။ဒါပြီးခဲ့တဲ့9နှစ်ထိမြန်မာနိုင်ငံကတချို့တီမောတို့အာလာအိုတို့ရဲ့အပေါ်မှာရှိသေးတယ်။ခုဆိုရင်ဒီ9နှစ်တကာလမှာအနေစိမ့်ပြဿနာတွေစီးရေးနဲ့စီးရေးပြဿနာတွေကြောင့် မြို့ပြတွေအများကြီးပျက်စီးတယ်ငလင်တန်ကြောင့်အများကြီးပျက်စီးတယ်အဲ့တော့မြို့ပြတွေပျက်စီးရဲ့နောက်မှာတော့ကျွန်တော်တို့ကဗာပရိပတ်ခတ်မှာကျွန်တော်မဖြစ်တာကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ပြီးတော့ကျွန်တော်တို့ရင်းနှုံးကဘလို့ရဖြစ်ခဲ့ဖြစ်ခဲ့အာဃာတတွေကိုမိလိုက်တော့တိုင်းပြည်ကတော်တော်လေးကိုဒုက္ခရောက်နေပြီဒီမှာရှိတဲ့လူငယ်တွေလည်းအကုန်ထွက်ကုန်ကြပြီအမျိုးမျိုးပေါ့ဗျာစဒီစမုထန်စနစ်ကိုကြောက်တာမျိုးလည်းဖြစ်နိုင်တယ်နိုင်ငံရေးရာတိုင်းချောင်းလည်းဖြစ်နိုင်တယ်အမျိုးမျိုးပေါ့အဲ့တော့မြန်မာနိုင်ငံမှာသကောင်ဆင်းလက်ကောက်လက်ကောက်လိုက်ပေါ့တဲ့လွန်ခဲ့တဲ့10နှစ်ပေါ့2014ကကောက်ခဲ့တာလူရေ54တန်းကျော်ရှိတယ်အခုကောက်တာ53တန်းပဲရှိတယ်ပေါ့နော် ဘလို့ဖြစ်ဖြစ်ပေါ့ဒီလူ10နှစ်တာကာလတည်းမှာမြန်မာနိုင်ငံလူရေတန်း60ဖြစ်တင်တာပေါ့တန်း60ဖြစ်ဖြစ်နေရောက်သွားရဆိုတော့မြန်မာနိုင်ငံရဲ့လူတန်းပေါင်းများစွာဟာလာအိုတနင်္ဂနွေစာလောက်ကိုပြိပောက်ရောက်ရှိသွားတယ်ဆိုတော့ကျွန်တော်အကြံဉာဏ်လေးရမယ်။ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီကဲအင်အားဟာကြောက်မြေရတနာတွေလည်းမဟုတ်ဘူး။နော်မီဒီယာတွေလည်းမဟုတ်ဘူး။ကျွန်တော်မြန်မာနိုင်ငံမှာမိတင်းနေထိုင်တဲ့လူတွေကကျွန်တော် human resource တွေကလည်းတကယ်အင်အားဖြစ်တယ်။ဒါတွေမဟုတ်ဒါတွေဒီလူတွေကသာဒီပညာမရှိဘူးဒီနိုင်ငံမှာမရှိတော့ဘူးဆိုရင်တခြားနိုင်ငံတွေကလာပြီးတော့လွယ်တကူတူးဆွပြီးသူနိုင်ငံယူသွားမှာပေါ့။အဲ့တော့ဒီပစ္စည်းတွေဟာ ိုဘယ်လိုခေါ်မလဲနီးပညာမရှိရင်ကောင်းမွန်ဆိုတာထုတ်သုံးနိုင်တဲ့လူငယ်တွေပညာတတ်တွေမရှိဘူးဆိုရင် DPC တွေအလကအဟောတိကံဖြစ်သွားမှာပေါ့နော်။ဒါကြောင့်မလို့ဒီတိုင်းပြည်ကိုချက်ကချစ်တယ်ဆိုရင်ကချင်ကောင်းဆောင်မှဖြစ်ဖြစ်၊ကရင်ကောင်းဆောင်မှဖြစ်ဖြစ်၊ရခိုင်ကောင်းဆောင်မြန်မာကောင်းဆောင်တွေအားလုံးဟာခုချိန်မှာတိုင်းပြည်အနာဂတ်ကိုဝိုင်းရီဆောင်ချဖို့လိုတယ်။နောက်တော့မှအာနာခွဲဝေမှုတို့ဘာလို့ဆိုတော့ကဆွေးနွေးညှိနှိုင်းဖို့လိုတယ်။ တိုင်းပြည်ကအခုချိန်မှာကမ္ဘာပေါ်မှာအောက်ချောင်းအောင်ချအဆင်ရောက်ရှိနေပြီเนาะကမ္ဘာအလယ်မှာတော်တော်လေးကိုအနိုင်ခံပြုရောက်ရှိနေပြီဒါကြောင့်မလို့ဒီနေ့ဒီနိုင်ငံကိုအများဆုံးရင်ကြားစီပြီးတော့ကျွန်တော်စီးပွားရေးလူမှုရေးပညာရေးတွေခေါင်းမောင်းအောင်ပြန်လည်ပြုလုပ်သင့်ပြီလို့ပြောချင်နေတယ်နေအောင်ချုပ်လိုက်ပါတယ်အားလုံးချစ်တင်ပါတယ်